တောထဆင်ပေါင်းမင်္ဂလာပါခင်ဗျာ လေးစားရပါတော့စာရေးဆရာမကြီးခင်းနေယူ၏မြတ်ကြာပြူဝတ္ထုစီအပိုင်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမြတ်ကြာပြူမင်္ဂလီမိဘများကို ထိုက်တင်သောလျော်ကြီးပေး၍အမှုကိစ္စပြီးပြတ်သွားရသည် သဆိုင်ရာအထက် လူကြီးများကိုဆဲလီကိုတိုင်ဝင်ထွက်တောင်းပန်၍ဌာနတွင်စုံစမ်းမှုများပြုလုပ်ကာအပြစ်တစုံတရာမပေးဘူးဆိုတော့လေမျက်စိမလှမျက်နာမလှနဲ့တောင်ပေါ်မြုပ်ကလေးမှအောင်းလန်သူသူတို့ပြောင်းလာရသည်မပြောင်းခင်ဆယ်လိမိတ်ဆွေကောင်းကြီးဒေါခင်တက်တင်က သူ့ကိုလာရောက်နှုတ်ဆက်သည်မမက အောင်းလန်သူအောင်းလန်မှာ မမအမအကြီးဆုံးဒေါခင်အေးမေဆိုတာရှိတယ်။သူကသမီးတယောက်သေးရဲ့။သူ့သမီးကသူနာပြုတ်ဆရာမပဲ။သူ့နမီးကတက်မာလိုအပ်တဲ့အကူအညီတောင်းဖို့ကွယ်။ဆယ်လီကမျက်နှာညှိုးနေသည်။ဘာမှစိတ်မပြတ်ပါနဲ့။ဒီမိမအမှုကလွဲလို့သူ့လူနာတွေအပေါ်မှာ အမတန်ဂယုစိုက်သဘောကောင်းနေဆိုတာဒီမြို့လေးမှာနမေရနေတာပဲဟာ အောင်လံရောက်သွားရင် သူလဲစိတ်ပြောင်းသွားမှာပေါ့ဒေါခင်တက်တင် ပြောတာဟုတ်ဒီလင်းဒီအပြင်စေကန်းတိုင်းလေစင်းရင်သားလူနာများကညာ၍လင်းကပင်စေကူရသည်ကညာသည် နောက်တစ်ပတ်အတွင်းအောင်လံကို သူတို့ပြောင်းဆွေလာခဲ့သည် သူတို့အောင်လံကိုရောက်စားကတိုင်းမင်းကြီးဥပဇံမရောက်လာသည်ယခုမှ ရောက်လာခြင်းဖြစ်သည်ဆယ်လီသည်အတွေးစပြည့်၍ကောင်းငင်ကို မောကြည့်လိုက်တော့လာချံကွေးလေးသည်အနောက်ဘက်မူခော့ဆက်ဝိုင်းမှအနားယူတော်မည်ခုနှစ်စင်းကျဲပင် အမီးထောင်ယုံမကတစ်ဖက်သို့ရိုင်လာပြီမြင်ကွင်းအလုံးသည်မှုံပြပြနှင့်တိရွတ်မြတ်တိရွတ်တွင် ်ရင်ရင်နေဒီကိုဘိုးတော်ဝမြင်ရသည်ကြက်တွန်တန်းကိုအဝေးစီမှကြားရသည်ဒေါခင်တက်တင်ပြောသလိုပဲအောင်းလန်းရောက်မှတော့လင်းတရောင်ချိန်ငိမ့်နေသည် အတွေးစရက်ကကလထိုင်မှထားလိုက်သည်အခန်းတွင်ပြန်ဝင်လာကကဒင်းနာကတ်လာသည်စားချင်အောင်ထဲမှ အိမ်မောကြနေသောလင်းတော်မောင်သည်ညနေကမှလက်လက်ဆက်ဆက်ကြီးတွေ့ခဲ့ရသော တူးတူးကိုများအိမ်မက်မှတ်နေမလားရှင်အောင်ကိုမကလင်းအပားမှာလဲလိုက်သည်လင်းမယားနှစ်ယောက်ကြားသည်တံတောင်မြပြေမဝေးပေမဲ့ကန္နာရကြီးချားနေသလိုနှစ်ယောက်ဆက်ဆံရေးက၆တွေ့လာသည်တူးတူးကိုငယ်ချစ်ဥမို့မမေ့နိုင်သည်ကိုသူခွလွတ်နိုင်သည်ဒါပေမဲ့ဟူကြီးရွာကမိန်းကလေးနှင့်ဇလန်းအစ်စ်ထွင်လာသည်ကတော့ လင်းဘက်ကလုံလာပြီ အထူးသဖြင့်အထက်လူကြီးတွေအတိုင်းဝိုင်းမှာလင်းသိခါကြာခဲ့ပြီ စာရိတ္တအပိုင်းမှာအမဲဆက်ကြီးထင်ခဲ့ပြီကလေးနှစ်ယောက်ဆွဲကဒေဒီတို့စီပြန်ရကောင်းမလားသူမှကလေးနှစ်ယောက်ကလွဲ၍ဘာမှစုမိဆောင်မိမစေဒေဒီတို့လင်မယားကပင်စင်ယူပြီးဖြစ်၍သာသမီများလှုပ်ရှားကိုထိုင်စားနေကြရသည် သူအပြူဘဝကကိုတိုင်မောင်းခဲ့သောကားလေးပင် ရောင်းလိုက်ပြီတဲ့အရက်ဖူးတော်မလုံလောက်ညီမလေးများသည် သူ့လူတက်ကတူကိုပင်မရောက်လိုက်ကြအထက်တန်းပညာနှင့်ရသော အလုတ်ကဝင်းဝေးဘလောက်စီမာလဲတခါကဒေဒီကဆစင်းမဲ့စာရေး၍သူ့ကိုပြောဘူးသည်ဆယ်လီမင်းတတိယ တတိသားရတယ်ဆိုလို့မင်းမာမီစီစဉ်က နောက်ဆုံးကြံခဲ့တဲ့စိန်လက်စွပ်ရောင်းပြီးမင်းလက်ထက်ပွဲကိုဒဲဒီလုတ်ပြီးလိုက်တယ်။ဟုတ်တယ်ဒဲဒီဒီစီစုမဆူလေး သူ့လက်ထက်ပွဲမှာအတုံးချလိုက်သည်။ဒါတောင်လင်းမိဘတွေက မကြည်နဲ့။ယောက်ျားမတွေစီကဘာမှမျောလင့်စရာမရှိသလိုဒဲဒီစီပြန်၍လဲဒဲဒီကမချောင်လဲ။ သားတို့သမီးတို့နောင်ရီကစိတ်သေးသည် သူသည်ခေါင်းအုံမှမျက်နှာကိုနှဲ့လိုက်သည်ဂျေမီနှင့်အင်းနီဤမျက်နှာကပေါ်လာသည် ကလေးနှစ်ယောက်အတွက်ဆက်လက်၍ထိန်းချုပ်ရအောင်မည်ဘာပဲဖြစ်ဖြစ်ပေါ်လေကလေးတွေအဖေကဖောက်ပြန်လာသည်ဆိုရထားသူတို့ဖခင် သူတို့စိတ်မှမမစိတ်နေသေးသည်ဆိုသည်က သားတို့အတွက်အင်းအားမဟုတ်ပါလား ။ဒါနဲ့တမီးတို့စိတ်တက်မကြဘူးကအရေးကြီးသည်။တောင်ပေါ်မြို့ကလေးက ပြောင်းလာကလေးကကလေးတွေဆီမှာလင်းနှင့်ရမန်ဖြစ်မိအောင်နေသည်။ဒါပေမဲ့ခေါင်းပေါ်မှာတော့သူ့မျက်ရည်တွေစူဆွဲနေသည်။လင်းကိုရရှိရေးအတွက်သူကျိုးပန်းခဲ့စဉ်ကအချိန်ကိုပြန်တွေးမိလျင်အစကရင်ဖို့သည်။ယခုတော့သူထိတ်လန့်လာသည်။ ခုတစ်ချိန်က တက္ကသိုလ်ပတ်ဝန်းကျင်မှာ သူ့လူကွန်ပြစ်ကြောင်းထွက်ကျောင်းသူတွေနဲ့မြမဆဆန်းကျောင်းသူတွေအလယ်မှာသူကဧကရီဝင်းဆိုဒီကမိဘဟာသူကမိဖုရားထက်တာဒီဧကရီပြင်မှာဆယ်လီဤနှင်းစီဘုံကုံနှုတ်ခမ်းဆောင်ကဆွေးဆောင်မှုအစီဆုံးတတ်မှတ်စရာအကောင်းဆုံးမှု၍ကျောင်းသားတွေတတ်မှတ်ထားကြသည်နှုတ်ခမ်းလှပိုင်းစင်ဧကရီအဖြစ် လင်းကိုလက်ထပ်ချင်းပြဲအောင်းနိုင်ခြင်းတရပူကို ဆောင်းခဲ့စဉ်ကသူဤဝမ်းမြောက်ပျော်ရွှင်မှုပီတိတွေလှိုင်းထခဲ့ရသည်အခုတော့သူ့ကောင်းပေါ်မှာတရပူသည်ဆွေစဉ်နှင့်လှုပ်ထားခြင်းမဟုတ်ကစားသည် ကျိုးပဲ့နေသောဆွေရင်စေတရပူဖြစ်နေသည်ကို တွေ့လိုက်ရတော့ထိတ်လန့်မိသည်ကြောက်တမ်းဗရမများတွေကလည်းကျွတ်ထွက်နေသည် ပြန်ကျင်းနေသောယတနာတွေကို သူကောက်ကြည့်လိုက်တော့ချက်ကြောက်များဖြစ်နေသည်သူယင်မှဖြစ်ပေါ်လာသောယင်းတွင်ငယ်ယတနာအစ်စ်နှစ်ယောက်ကိုဝိပိုက်ကလင်းနောက်ကိုဆက်လက်လိုက်ဖို့တတ္တိမွေရအောင်မည်ထိတ်လန့်စရာကောင်းသောတရဖူအကျိုးပဲ့ကြီးကိုလည်းဆက်လက်ဆောင်းထားရအောင်မည်ပေါ်လွတ်ပြည့်၍လည်းမရနိုင်ပါ ဒေါန်တာပြန်ရောက်ပြီလားဗျာအိမ်ဆေးမအတန်းကြား၍ဆယ်လီထွက်လာသည်ဘာကိစ္စရှိပါသလဲဆေးကမ်းမှာရှိပါတယ်ဆယ်လီကအဲ့ဒီအမျိုးသားကို နေရာပေးပြီမဲ့အဲ့ဒီကမထိုင်ခု9နာရီထိုးနေပြီဆေးကမ်းက10နာရီပိတ်သွားတော့ကလပ်မှာလည်းမရှိလို့အိမ်လိုက်လာတာပါ လူနာနည်းနည်းအရေးကြီးနေလို့ကျွန်တော်သွားတော့မယ်အဲ့ဒီထွက်သွားရာကိုငူငူကြီးကြည့်နေမိသည်စီကန်းကည6နာရီမှ7နာရီအထိဖွင့်သည်ယခုထိစီကန်းမှလင်းပြတ်မရောက်လာသည်ကလပ်မှလည်းမရှိဆိုတော့လင်းတရာဇလံအစ်စ်များထွင်လေပြီလား9နာရီဟုတ်ပါ ကလေးများပင်အိယာဝင်ကြပြီသူသည်အဲခမ်းမှထိုင်ရင်းစောင့်နေသည်ဆယ်နှစ်ဤထိုးမှ ကားဆိုင်တန်ကြာသည်တပည့်ကျော်ကစေးအိတ်ဆွဲကလင်းအိမ်ထဲဝင်လာသည်လင်းကိုတွေ့ကျင်လို့လူနာတယောက်လာခေါ်တယ်ဆယ်လီကဒါပဲပြောလိုက်ဤစည်းကန်းကညဆစ်နိုင်ပြိတ်တာ ဆယ်နိုင်ရအထိဘယ်သွားနေလဲဆိုတော့မေကွန်းကိုပင် သူမမေးရဲ့ကလပ်မှာမတွေ့ခဲ့ဒီကိုလဲသူမပြောတော့လူနာတယောက်အရေးကြီးလို့သွားကြည့်ရတယ်အပြန်ကြတော့တက်မကူလိုက်ပို့ရသေးတယ်လင်းကဒါပဲပြောကအိတ်ခမ်းတယ်ဝင်သွားသည် အမီးတွေအရက်တွေဘာမှမတောင်းတော့အိတ်ရတဲ့တန်းဝင်သွားတော့ လင်းတော်မောင်ကို သူအံ့ဩနေသည်အိယာဝင်တော့လင်းရဲ့ပါဇက်ကအယက်နဲ့ရနေသည် ကလတ်မလည်းမတောင်းအိမ်မလည်းမတောင်းထူးထူးဆန်းဆန်းတဏီရရမာတော့သူအယက်တောက်လာခဲ့ပြီသူငယ်ချင်းတယောက်ကတိုက်တာပဲဖြစ်ပါစေတော့ကလတ်ကိုသွားနေသည်ဆိုရင် တော်သေးသည်တောင်ပေါ်မြို့တုံးကလည်း ကလက်ကူမသွားတော့ပဲအပြင်းမဇက်ထုတ်အစ်စ်ခင်းလီတော့ယခုကလက်မသွားတော့ဒီကို သူစိုးရိမ်လာရတော့သည်ဘယ်မှာဘသူနှစ်တောက်တယ်လဲအောင်းလန်ရောက်တော့လင်းချစ်ကားတစည်းဝယ်သည်ကိုပိုင်ကားနှစ်ဆိုတော့လင်းပို့၍အပြင်းမခြေတွက်သည် တောင်ပေါ်မြို့လေးမှာတော့မြင်းနှင်ယခုအောင်းလန်မှာတော့ကားနှင် လင်းခြေနင်းစကြရနေပြီ။နောက်နေ့လင်းဆေးရုံသွားစဉ်နနက်စာအတွက်တပည့်ဒရိုက်ဘာဟန်အေးထမင်းဘူးလာယူသည်။ထမင်းကြိုက်များကိုပြင်ဆင်ပေးရင်းဆယ်လီစကားစသည်။ဟန်အေးမင်းဆရာကိုမင်းချစ်သလား။ဟန်အေးသည်ယုတ်တရက်မေကွန်းအတိတ်ဘယ်ကို နားမလဲ။ ြောင်တက်တက်ဖြစ်နေသည်မမမီးနေတယ်လေဟုတ်ကဲ့ချစ်ပါတယ်ဆယ်လီမီးကွန်းကို ကတုံကရင်နဲ့ဖြေလိုက်၏မင်းဆရာခေါင်းခွဲခေါင်းခွဲ ခဲ့ရတုန်းကအဖြစ်ကိုမင်းကောင်းကောင်းသိတယ်မဟုတ်လားအလုတ်ပြုတ်မလို့ဖြစ်ခဲ့ပြီမဲဆရာကောင်းတမားကောင်းတွေမဆလား မမအပေါင်းအသင်းတွေကောင်းလို့ဆေးရုံအုပ်ကြီးက ဝိုင်းကူလို့မင်းဆရာအလုံးမပြုတ်တာမင်းဆရာကိုမင်းချစ်ရင်မင်းထိန်ရမယ်ဟန်အေးဒီအတိတ်ဘယ်ကို နားမလဲသီးပုံရသည်အခုကောဘာဇတ်တို့အစ်စ်ခင်းပြန်ပြီလေစီကန်ကစင်နိုင်ကြီးပိတ်တယ်စင်နိုင်ကြီးမှအိမ်ပြန်ရောက်တယ်ကလက်လည်းမသွားအိမ်မှလည်းမတော့ ပါဇက်ကတော့အရင်နဲ့ရနေတယ်။မမဘိုးကမှ အရက်တောက်တာမထူးတော့ဘူး။ဘယ်လောက်တောက်မလဲ။စီပိုင်းနဲ့ထည့်တိုက်ရမလား။စီပိုင်းနဲ့စီပိုင်းနဲ့ဝင် အရက်နဲ့ရေးစိမ်ရအောင်မလား။မမလှုပ်ပြီးမယ်။အခုဘမဘသူနဲ့တောက်နေတယ်လဲ။တောက်ယုံမကတောက်ယုံကအရေးမကြီးဘူး။ခုတခါလို့ပြဿနာပေါ်လာလို့အလုတ်ထိခိုက်ရင်မင်းဆရာမတတ်တာဘူး။ ဟန်အီးသည်တက်ပြင်းချလိုက်၏မမမင်းဆရာကို မစူးပါဘူးမင်းနဲ့မမနဲ့ဝိုင်းပြီး ကုထင်းရမှာမင်းဆရာကိုတခုခုဖြစ်မှမတနာဘူးလားဟန်အေးဒီငိုင်းနေရမှကြိုးစား၍စကားပြောလာသည်စီကင်းစီကံပိတ်ရင် ကျွန်တော်ကို စီကံမှထားခဲ့ပြီးဆရာမတတ်မှာကိုသွားပို့တယ်ပြီးမှပြန်လာပြီး ကျွန်တော်ကိုခေါ်တာပဲတည်တယ်ဆရာမကိုသွားပို့တာ တနင်္ဂနွေတော့ကြာတယ်ဖြစ်နိုင်လားဟန်အေးဒီခေါင်းကုတ်နေ၏ကျွန်တော်ဒါပဲတည်တာပါ မမစုံစမ်းနိုင်ပါတယ်ကဲဒါဖြစ်သွားတော့မမမင်းကိုမေးတာတွေမင်းဆရာကိုမပြောနဲ့နော် မင်းเสียဒုက္ခရောက်มาဆိုလို့မမစုံစမ်းရတာဟန်အီးထွက်သွားတော့တက်ပြင်းကြီးခြာမိသည် လင်းမိစာမွေးလာပြီးဖြစ်လေတော့ရင်ထဲမှာပူလာရပြန်၏နောက်နေ့ညဦးမှာသူ့မိတ်ဆွေတယောက်စီကကာငှားလိုက်၏လင်းစေကန်ထွက်သွားတော့မှလင်းစေကန်အနာကမိတ်ဆွေအိမ်ကိုဆဲလီကိုတိုင်းကာမောင်းထွက်သွားသည် ည9နိုင်လောက်ဖြစ်၍ဆယ်လီကိုဘသူမှမမြင်နိုင်ဆယ်လီသည်မိတ်ဆွေအိမ်မှခိတ္တနာ၍ဈေးကန်းကိုစောက်ကြည့်ပြီးနေသည်ည7နိုင်ဈေးကန်းပိတ်တော်ဈေးကန်းထဲမှလင်းဆွေအောင်နှင့်ဆီယမတမထွက်လာသည်လက်ထဲမှပစ္စည်းထည့်ထားသောချင်းနှောင်းကိုဆီယမကကင်ထားသည်ကံပေါ်နှစ်ယောက်သားတက်ကမောင်းထွက်သွားတော့မှဆယ်လီကအနောက်က ထင်းညင်းစွာလိုက်သွားသည်လင်းတို့ကားသည်တမ္မာတို့အိမ်ဘက်ကိုမမောင်းမြို့ပြင်ကိုမောင်းသွားသည်တိခွားနှင့်မကလာပင်တွင်အများပြားစိုက်ထားသောဥကျော်အေးခြံဝါမှကားကိုခိတရက်လိုက်သည်တစုံတစ်ယောက်ကခြံနကားကိုလှဖွင့်ပြီးတော့လင်းဆွေအောင်ကခြံထဲဝင်သွားသည်ဆဲလီသည်နောက်လှမ်းလှမ်းမှကားကိုရက်ကစောက်ကြည့်ရင် ခြံကားပြန်ပိတ်မှသူပြန်လှည့်လာသည်ကားကိုတတိနှစ်မောင်းရင်ဥကျော်၏အိမ်စီအားမြို့အလေကိုသူမောင်းလာသည်ဥကျော်၏တို့မိသားစုမှာလင်းတာဝန်ယူကုနေရသောမိသားစုဖြစ်၍အလုံးမင်းသူတို့နှင့်ရင်းနေသည်ဆယ်လီကိုဥကျော်၏တို့လင်မယားနှစ်ယောက်စလုံးစီးကြိုကြ၏ညကြီးမင်းကြီးဆယ်လီဘာဖြစ်လာတာလဲ ဥကြောဤဇနီတတန်းက စီးကြိုမေးသည်ဆဲလီသည်အိန္ဒြေရှောင်းတော်လဲစိတ်ကိုထိန်ရင်မှမျက်ရည်ကျလာ၏ဒီမျိုးမှာဆဲလီက သူစိမ့်မှာမမတန်းတို့မျိုးကန်တွေကိုဆဲလီက အားကိုးနေရတာပါဆဲလီကို စစ်စင်လေးလေးပြောကြပါဆဲလီက မျက်ရည်တွေကျရင် ူမြင်ခဲ့ရသမျှပြောပြသည်ဦးကျော်အေးကငြိမ်သက်စွာနားထောင်ရင်းမှခေါင်းကိုဖြင်းရင်းစွာခါရမ်းလိုက်သည်ဆယ်လီတို့ကျေးဇူးတွေကျွန်တော်တို့အပေါ်အများကြီးရှိပါတယ်တန်တန်အသက်ကိုကယ်ခဲ့တာဒေါက်တာလင်းဆွေအောင်ပါသူဟာ ကျွန်တော်တို့အိမ်တော်ရဲ့မိသားစုဆရာဝန်ပါ ခုလေသူညဥ်ပိုင်းအေးအေးဆေးဆေးနားချင်တယ် ခြံထဲလာကျင်တယ်ဆိုလို့ကျွန်တော်ကခြံစောက်ကိုမှားထားပြီးခြံထဲမှာနားခွင့်ပြုတ်ထားတာဆရာမနဲ့ကိစ္စတော့ကျွန်တော်လုံးဝမသိပါဘူးကျွန်တော်တို့အပေါ်မှာအထင်မလွဲပါနဲ့ဝီကျော်အေးကစိတ်ထိတ်ခိုက်စွာဆင်းပြနေ၏ဒီလိုလှုပ်လေဆယ်လီမနဲ့ကြမမတန်ခြံစောက်ကိုခုံမေးပြီးမယ်ဟုတ်လားညာနဲ့ပြီး ဆယ်လီပြန်တော့တယောက်ထဲကားမောင်းလာတာလားတယောက်ထဲဖို့မမရေဆယ်လီတီလဲအေးတာပါပဲမမတို့မောင်ကိုမမတို့ကူထိန်ပေးပါအောင်ဆယ်လီကဦးကျော်အေးတို့ကိုနှုတ်ဆက်ကပြန်လာသည် လင်းအရင်သူကစော၍အိမ်ကိုပြန်ရောက်သည်ထိုညကလင်းကိုဘာစကားမှမပြောတော့ပြောတော့ကော အကြောင်းကဒူမီမဟုတ်ရံဖြစ်ယုံပဲသူရံမဖြစ်ချင်တော့အထူးသဖြင့်ကလေးတွေကြီးလာလေးလေးသူရံဖြစ်ဖို့ဆောင်းလာလေးလေးနောက်နေ့လင်းစေးယုံသွားတော့မမတန်ပေါက်လာသည်ကဲဆယ်လီခြံစောက်က ပြောတယ်ခြံထဲကအိမ်လေးမှာသူ့တကားဖွင့်ပြီးယုံပဲတဲ့အကြော်တွေအမီးတွေ ဆရာမလောက်ပြီးတယ်လောက်ပြီးပြီအဲ့ဒီအိမ်ထဲမှာ သူတို့နှစ်ယောက်အရက်တောက်ကြတာပါတဲ့သူကတူတန်းလျာပြန်နေတာဆယ်နာရီပြန်ကန်နီးမှာသူ့ကိုလာခေါ်လို့တကားလိုက်ပိတ်ရတာပါတဲ့မမအတန်းကခကြီးရောက်မဆိုင်ထမင်းစပွဲမာတင် ထိုင်ကပြောပြနေသည်ဆယ်လီဘာလို့ချင်တယ်လဲပြော ဆယ်လီကျင်လက်တလို့မမတန်စီစဉ်ပေးဖို့အစင်သင့်ပဲအဲ့ဒီ channel ကအိမ်ကို မပေးရဘူးဆိုလေတော့ပြန်သိမ့်ပြီးမယ်ဆယ်လီဒီတွေ့နေသည်မမတန်တို့ကလည်းတန်တရားစီစီရမလို့တော့ပါသူစဉ်းစားရသမျှပြောပြသည် မမတန်ရဲ့ channel ကအိမ်တော့ကိုပြန်သိမ့်လိုက်ရင်မမတန်တို့နဲ့လင်းမျက်နှာပြက်စရာဖြစ်လာမယ် ဆဲလီသည်တပ်ပြင်းလေးချကခိတရက်နေ၏လင်းရဲ့အကြောင်းကိုဆဲလီနဲ့မမတန်တို့အခုမှသိရတာဒီအကြောင်းဟာမြို့ထဲမှာတည်င်းပြတ်နေရောပေါ့နော်မမတန်မမတန်ကခေါင်းညှိ့၍ပြ၏ဆဲလီတနည်းတဖုံကြံပါဦးမယ်အခုတော့ဘူနီမြဲကြားနေမြဲထားလိုက်ပါလေ တိတ်ဆူဆူဝဝမဖြစ်ခင်ဆယ်လီတို့အခြေအနေကိုထိမ့်သိမ့်နိုင်မှာပါဆယ်လီမှာ အရေးကြောင်းစီလို့ကားတောင်းရင်သာမမတန်ပို့ပြီးပါနော်စိတ်ချပါညီမရေမမတန်တို့လည်းစိတ်မကောင်းပါဘူးဒီပြဿနာမှာမမတန်တို့အလူတူလူပါမဟုတ်ဘူးဆိုတာပဲဆယ်လီသိစီချင်တယ်မမတန်တို့ကိုယုံပါတယ် တို့မိမသားတွေမှာဆယ်လီမရခင်က တို့အလတ်ဟာရုပ်ကြားတွေကိုဆွဲငင်နိုင်ဖို့စွမ်းအားရှိပေမဲ့သူတို့ကိုရပြီးရင်တို့ကယူရပြုစုနိုင်မှာတိကံနိုင်မှာသူတို့ကိုထိန်းထားနိုင်မှာတိကံပါဆယ်လီ မမသားပြန်မမတန်းပြန်မယ်နော်စေတနာကောင်းနှင့်ရုဏအပြည့်ပါသော မမတန်းစကားကို နားထောင်ရင်ဆယ်လီမျက်ရည်တွေ ဝဲလာသည်မမတန်းကို ကားပေါ်အထိလိုက်ပူလိုက်သည်အိမ်ထဲပြန်ဝင်လာကဆံမတက်မအကြောင်းကို တွေးလာသည်ဒေါခင်တက်တင်ဤသူမှာအောင်လံမှာသူတို့စရရောက်ချင်းတွေ့ရတော့ပရမဆုံးမိတ်ဆွေဒေါခင်တက်တင်မိတ်ဆက်စာနဲ့သူတို့ကိုအဆအဆကူညီခဲ့သည် လင်းဆွေအောင်ဤစေကမှာပါ သူနာမြုသူနာပြုဆရာမအဖြစ်ဝင်လုပ်ပေးသည်ဒေါခင်တက်တင်ထံစာရေးတိုင်ကြရကောင်းမလားဒေါခင်တက်တင်ကတောင်ပေါ်မြို့လီမှာရှိပါအောင်မလားဒါမှမဟုတ်ဒေါခင်အေးမေစီဒိုက်ရိုက်သွား၍တက်မအကြောင်းတိုင်ရမည်လားအဖွားကြီးကလည်းကောင်းကောင်းမမလင်းကိုယ်တိုင်ခုပီနေရသောလူနာ တဖက်သားကိုတွား၍လက်ညှိုးငငေါ့ဒိုးသည်ထက်ကိုဘက်ကလူကိုထိန်းနိုင်အောင် ထိန်းနိုင်ကမှပြဿနာကို ဖြေရှင်းဖို့ပဲလိုသည် လင်းကိုထထိန်သိသိနှင့်လက်ဦးမှုရယူနိုင်အောင်စီစဉ်ရမည်တမာကိုတွားရောက်ရင်ဆိုင်မှုအစီအစဉ်ကို သူလက်ဆော့လိုက်သည်သူကောင်းထဲမှာအကြံတစ်ခုရလာသည် မျက်နှာအောက်ချရမည်အလုံးလင်းအတွက် အောက်ကြရပါစေလေလင်းရောတမရောမသိအောင် သူပီပီရီရီလုံနိုင်မှဒီပြဿနာပြီးပြတ်သွားနိုင်သည်စနေနေ့ညအိယာဝင်ကန်ဤမှာဆယ်လီက လင်းဆွေအောင်ကို ပြောလိုက်သည် လင်းမနှက်ဖြန်တနည်းဝင်နေနေဆယ်လီနဲ့ကလေးတွေနေပိုင်ကတော်နဲ့အတူ မကွေးမြတ်တလွန်ဖျားဘူးသွားမလို့မနဲ့စစောထွက်သွားမယ် လင်းနဲ့ဟန်အေးစားတော့ဖို့ဆယ်လီအလုံးလှုပ်ထားခဲ့မယ်လင်းအပြင်သွားကြည့်ရင် အိမ်တော့ခတ်ခဲ့ပေါဆယ်လီအတန်ကပေါ်ပါတော်လက်နေ၍လင်းကအံ့အားဖြင့်တည်နေသည်အမှန်တော့ဆယ်လီပြောချင်သည်ကမနှက်ဖြန်ဆရာမနှင့်အတူခြံထဲကိုလင်းသွားပြီတော့ဟူ၍သာ ပြောလိုက်ခြင်းသည်ဆယ်လီမပြောလဲ လင်းဆွေအောင် တနင်းဝင်နေ့အားလေးရက်ကို သူ့စိတ်တိုင်းကြအတုံးချမိဖြစ်သည်ဟုတ်ကဲ့အပိုင်းလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာစောက်စားနားဆင်ပေးကြရတယ်ဒေါ်လန်ကလစ်ကာတူတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာသောတာရှင်ပေါင်းဘေးပရာဝေးကွာကြပါစီ